ဆရာမရဲ့စာဖတ်ပရိသတ်တွေအားလုံးဟာအရင်ကိုချစ်ဖို့ကောင်းကြတယ်ဆရာမရဲ့စာအုပ်ထဲကစကလုံးတိုင်းကိုတိတိကျကျလေးအတိအကျဖတ်ကြတဲ့အတွက်ဆရာမပရိသတ်တွေကိုလေးလေးလေးစားတယ်ချစ်လေချစ်တယ်ဒါဆိုအဲ့ဒီဝိတ္ထုမှာဆရာမကြီးရဲ့ဘဝစာကြောင်းတွေပါဝင်တာပေါ့နော်ပါပါတယ်ဆရာမရဲ့ဘဝအစိတ်ပိုင်းတော်တော်များများဒီစာအုပ်ထဲမှာပါပါတယ်စာအုပ်ရေးသားပြည့်ခဲ့ပုံကိုလည်းမျှဝေပေးပါအောင်ဆရာမကြီး ဒီစာအုပ်ကိုရေးဖြစ်ဖို့အဓိကတွန်းအားပေးခဲ့တဲ့သူ၃ဦးကြောင့်ပေါ့ကွယ်အဲ့ဒီ၃ယောက်ဆိုတာရောစာအုပ်ထဲမှာပါတဲ့ဇာတ်ကောင်၃ယောက်ကိုပြောတာလားဆရာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းဆရာမကြီးရဲ့စာဖတ်ပိဋကဆိုတော့ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ကြီးတွေတခုရှိတယ်။ကျွန်တော်လည်းပဲဆရာမကြီးရဲ့စာဖတ်ပိဋကတွေအားလုံးလည်းသိကြမယ်လို့ထင်ပါတယ်။အဲ့ဒီမေးခွန်းလေးကိုမေးခွန်းပြပါဆရာမကြီး။ဟုတ်ကဲ့မေးပါ။ စာအုပ်ထဲမှာနွယ်ဆိုတဲ့ကျမရဲ့နာမည်ကိုရင်ခုန်ကြကောင်းခေါ်တဲ့သူရဲ့ဩဒါသံအပြည့်နဲ့ခေါ်တဲ့သူရဲ့လူထွေးတာခေါ်တဲ့သူရဲ့ဆိုပြီးဆက်သိမ်းမှာရေးထားပါတယ်။တကယ်လို့ဒါအဲ့ဒီတော့ရောက်ထဲကအချက်အဆုံးသူတယောက်စီကိုလိမ့်မှုပြီးစာပို့ရမယ်ဆိုရင်ဆရာမကြီးဘုသူစီကိုပို့ချင်ပါလေ။တစုံတယောက်ကသာကျမကိုထူးထူးတောင်းရောက်ထဲကအချက်အဆုံးသူတယောက်စီလိမ့်မှုပြီးစာတစုံရေးပါလို့ဆိုလိုက်။ကျမခုလိုပဲရေးလိုက်ချင်ပါ